ကဲဒီနေ့ဖားကန့်မှာလုံခင်းမြို့နယ်မှာနော်စစ်တပ်ကကားနဲ့လာပြီးတော့လူအုပ်ထဲမှာတနတ်ကိုရံတန်းပစ်နေတာအလုံးတွေ့ပြီးကြာပြီဖြစ်မှာနော်ဒီမှာဗီဒီယိုဖိုင်မှာရှိတယ်ကျွန်တော်ဗီဒီယိုဖိုင်မပြတော့ဘူးနော်လူတွေပြေးလွှားနေတဲ့အထဲမှာတနတ်ကိုရံတန်းပြီးပစ်ထုတ်တာနော်ထိတဲ့လူထိကဲနောက်ထပ်ဗီဒီယိုဖိုင်တစ်ခုကကျောကရင်ပြည်နယ်မြဝတီမှာနော်ကြားပြန့်လုတ်တဲ့လူတွေဘာလုပ်တာလဲအကုန်ထွက်ပြေးကြတာ ဒါဒေသနေတို့အားလုံးတွေ့မှာပါအဲ့တော့ဗျာကျွန်တော်ပြောမယ်ဒါလောက်လူအုပ်ကြီးပြေးနေတာမပြောနဲ့တာမန်လူတက်မှုတစ်ခုဖြစ်လို့ထွက်ပြေးလို့လွတ်လာလွတ်လာမလွတ်ပါဘူးเนาะဟုတ်တယ်เนาะမလွတ်ပါဘူးအဲ့တော့ဒီလူအုပ်ကြီးကဘာဖြစ်လို့ထွက်ပြေးနေကြလဲဖမ်းရလို့မရှိလို့ပေါ့ဟုတ်တယ်မလားအဲ့တော့ကြားဖြန့်ကိုလက်ရှိအမေရိကန်ပထမကြားဖြန့်ပုံစံကြားဖြန့်နေကြီးထွားလာတဲ့အချိန်မှာတရုတ်ကအပြုတော်ဆောင်မှုတုတ်ပြတယ်တရုတ်က policy ကတော့ရှင်းတယ် ကြားဖြန့်ဆိုတာတေယုတ်ကစတာအဲ့တော့သူ့နိုင်ငံစတဲ့ဒီကြားဖြန့်ကောင်းတွေလူလိန်ကောင်းတွေကိုမင်းတို့ကြိုက်တဲ့နိုင်ငံသွားလေငါနိုင်ငံထဲမှာမလုံနဲ့နိုင်ငံထဲမှာရှိတဲ့အကုန်တိတ်ပြစ်တယ်ဖမ်းပြစ်တယ်အကုန်လုံးပြစ်တယ်အဲ့တော့သူများနိုင်ငံမှာလိုက်လုတယ်လိုက်လုတော့ဘာလုပ်ပြလဲအဖမ်းပြအဖမ်းပြပြီးဖမ်းသွားတယ်ဒီကောင်တွေကိုဘာမှအရေးမကြီးဘူးပြန်လွှတ်ပေးတယ်နော်အဲ့တော့ဘာဖြစ်လာလဲဆိုတော့အခုအမေရိကန်အစကြားဖြန့်ကိုခေါင်းစဉ်တက်ပြီးကင်တွယ်လာတဲ့အချိန်မှာ ဒီတရုတ်နဲ့ပေါင်းပြီးတော့ကြားပြန်ကိုလိန်ခဲ့တဲ့ကောင်တွေအထူးသဖြင့်မြန်မာတို့ထိုင်းတို့ကမြက်မြက်ပြူးဆိုင်လာအဲ့တော့ထိုင်းကတော့အလုံးတိတဲ့အတိုင်းခွာချက်ဆိုတော့ပက်ကလက်အမေရိကန်နဲ့ကောက်ကပ်လိုက်တယ်ကြားပြန်နှိမ်နေဆိုပြီးပြန်လုပလိုက်တယ်အဲ့တော့မြန်မာကဘာဖြစ်လဲအော်ဒီကြားပြန်တွေဟာဒီမြန်မာစစ်တပ်ကခုမပြုတ်ပဲနဲ့လုတ်လို့ရတယ်လုတ်ကြည့်ပါရလားလို့မရပါဘူးရှင်းရှင်းလေးဟာဒီတရုတ်နယ်စပ်ကဒီမြောက်ပြည်ကရင်ပြည်နယ်နယ်စပ်ကအားလုံးကဖျားတုံးစုမော်ဒီစစ်တပ်ကခုမပြုတ်ထားတော့လုတ်လို့ရနေတာလေ ဟုတ်တယ်မလားရှင်းရှင်းလေးအရကြီးကိုတမန်စတာလင်ဘန်းတွေကောင်းကင်မှာတန်းစီအောင်တတ်ထားတာတပ်ပုံထဲမှာကိုတွေ့တယ်ဟမ်အဲ့မကြတော့ sorry စစ်တပ်ကဘုံကျဲတာဟမ်ဟောအညာမှာအခုဒီဘဲရင်မှာနော်ဘုံနေအလူတွေမင်္ဂလာဆောင်တွေမှာစိုင်းဝိုင်းနေအပွဲတွေမလုတ်ရဖို့ပကဖတွေကလက်လံတတိပေးနေရတယ်ဘာဖြစ်လို့လေချောင်းကနေဘုံလာကျဲလို့ဟမ်နော်အဲ့ဒါတလတလလုံးစင်ထားတဲ့မန်းနဲ့ပေါ့ဘူးနော်အလူပွဲရဲ့ဆိုတာခံကုန်လို့ရင် နှစ်ရက်သုံးရက်နှစ်ရက်သုံးရက်ပဲလှုပ်တဲ့အလူပွဲကိုဘုံလာကျဲတယ်။ဒီမြောက်နေမှာကြားဖြန့်ဆိုတာဒီကေကေပတို့အပါအဝင်အဲ့ဒီမှာဟမ်ခေါခေါမိုးကတင်ထားတာအင်တာနက်ဘန်းနေဟမ်တန်းစီနေတယ်အားလုံးလည်းတွေ့တယ်နော်စတက်အရုံနေဘန်းနေအဲ့တော့ဒီဘန်းနေတွေ့နေတဲ့သားနဲ့ဘာဖြစ်လို့ဘုံမကျဲတာလဲရှင်းနေတယ်ရှင်းနေတယ်ဖြေရတနင်္ဂနွေလုံးပတ်ပြီးဘုံကျဲနေတယ်စစ်တပ်ကြားဖြတ်ဧရိယာလုံးဝမကျဲပါ ဘာဖြစ်လို့လဲရှင်းနေတယ်အဲ့ဒါပဲအဲ့တော့ဘယ်ဟိုရွှေသမင်ဘယ်ကထွက်မီးကြီးတာထွက်ဆိုတဲ့ဇာတ်ကားလိုပဲလက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ရန်စွေးမှုတွေနော်မွေးစေဝါမှုတွေအကုန်လုံးကဒီစစ်တပ်ကလုပ်နေတာနော်စစ်ဒီစစ်တပ်ကမလို့ခုနကပြောဒီကြားဖြတ်နေပေါ်နေလုပ်နေတာကြာတီးတော့လိုက်ပေါ့အုံပြုံးဆိုလုံရဲမနာလို့ဟမ်ချကြံအခုအမှမနေ့ဟာနေ ဆက်တော့ဘန်းနေတင်ထားတာခေါင်းမိုးမှာတန်းစီနေတလုံးလောက်မှချကြည့်ပါဦး900တလုံးလောက်ပဲဒါပေမဲ့ချလားမချဘူးအဲ့တော့လက်ရှိမင်းအောင်လှိုင်ခေါင်းဆောင်တဲ့အဖွဲ့ဘာလုပ်လဲရာဇဝမှုအလုံးလိုက်လုပ်နေတာနော်တီတွေထဲမှာလည်းဘာလုပ်လဲဆက်ချင်းကောက်တယ်နော်ဓမြတိုက်တယ်ပြန်မေးစွဲတယ်ဒီလိုဝဲလုပ်နေတာလေဟမ်အိမ်အယုံလာတဲ့စစ်မှုထမ်းစင်းဆိုပြီးပတ်စံတောင်းတယ်ဒါဆက်ချင်းကောက်တာမဟုတ်ဘူးလားဟမ်မထက်နိုင်ပြည်တနာရှာဒါဓမြတိုက်တာမဟုတ်ဘူးလားပြီးရင်ဘာလုပ်လဲရက်ွက်ထက်လူငယ်တွေလိုက်ဖမ်းတယ်ဒါပြန်မေးစွဲတာမဟုတ်ဘူးလား ဟုတ်လားအဲ့ရှင်းရှင်းလေးလေးအဲ့ဒါပြန်ပေးဆိုရသမားပိုက်တာဘာလို့ပြောတာလဲဟမ်ငွေလူယူတယ်အတရားဓမ္မလူများမပေးမနဲ့ငွေယူတာလူယူတာလူယူလူရမှုဓမ္မတိုက်မှုပဲဟုတ်တယ်မလားအခုမင်းအောင်နိုင်ရောဘာလုပ်လဲအဲ့ဒါပဲလုပ်နေတော့မဟုတ်လားအခုဒီကြားဖြတ်နေမင်းအောင်နိုင်ကြားဖြတ်မဟုတ်ဘဲဘုံမလုံးကျတဲ့မြင်မှုလေအဲ့ဒါဖြေရှင်းနေရှင်းနေရုပ်ကကေဖာတို့ရွှေကောက်ကုန်လုံးမှာရှိတဲ့ဒီကြားဖြတ်လုပ်ငန်းအကုန်လုံးဟာမင်းအောင်နိုင်ခွင့်ပြုထားတာမင်းအောင်နိုင်နဲ့နှစ်ပေါက်တစ်ပေါက်လုတ်ပြီးတော့လုတ်နေတဲ့အရာတွေကြီးပဲ တွင်းနေချစ်တူချစ်တူတယောက်တည်းကိုတွားဆဲနေတာဘိုချစ်တူနဲ့ဘာမှမဆိုင်ဘူးနော်ဘိုချစ်တူအဆင့်ဟာအောက်ခြေဘယ်လိုပြောတောင်ဝင်ခံအဆင့်မရှိတယ်ကြီးကြပ်မှုအဆင့်တော့ပဲရှိတယ်နော်အဲ့တော့ဒီဒီကြားဖက်မှာဘယ်သူတွေပါမလဲကရင်ပြည်နယ်မှာတက်ဆိုင်တဲ့အဖွဲ့အစည်းတွေနော်လက်ရှိမြန်မာစစ်တပ်မပါမဲ့လုပ်လို့မရဘူးတွားလို့ကြည့်ပါနော်မပါမဲ့လုပ်ရင်တွားလို့ကြည့်အခုနောက်ထပ်ခင်ဗျားတို့ငွေချင်းတက်နိုင်တဲ့လူရှိတယ်မလားကြပ်ပြခိုင်းတော့တာဘာလို့မှအရင်ကြီးကုန်သားမဟုတ်တဲ့ဟာကြီးလူလိန်ခိုင်းတော့တဲ့ဟာကြီးထောင်ပြီးတွားလို့ကြည့်အဲ့ဒီမင်းအောင်နိုင်ကိုမပေးတဲ့ တော့ကင်းပြီနဲ့မှာတက်ဆိုင်ရပိုင်ရလေးကိုမပေးနဲ့။သွားလို့ကြည့်။ရလားလို့။အဲ့အဖြေပဲ။အဲ့တော့လက်ရှိဒီမင်းအောင်နိုင်ဖြစ်နေတဲ့ပုံစံကလေတိုင်းပြည်ကိုအလုံးစုံပြစ်တုံးရေးကိုဥတည်နေတဲ့ပုံစံ။နော်။သူကသူအေဂျင့်နေတဲ့တိုင်းပြည်တိုးတက်နေတဲ့တိုင်းပြည်တော့ဆက်ရအောင်လုပ်ရုံနဲ့တော့ကျွန်တော်တို့ဆိုရင်ပြန်ပြီးတော့ဟိုမှာစိုင်းနေတော့ပြန်ဖွင့်ဖို့ကျွန်တော်တို့လိုမျိုးပြည်ပရောက်တယ်အများကြီးပဲ။ဒီရွေးကောက်ပွဲအပြီးမှာအဲ့ဒီနိုင်သွားပြီဆိုတော့ဒေချာပြီ။ဘာလို့ဆိုပထမတစ်ချိန်မှာလူတွေကမယုံနိုင်ကြဘူး။ အဲဘာလဲပြန်ဖြစ်မလဲဟဲ့ဘာလို့ကိုယ်နိုင်ငံမှာတက်တက်လုံးတို့ရုပ်မှန်လာကြအောင်အဲ့တော့ပြပရောက်တဲ့ဒူတွေကကိုနေ့ကဆိုပြပမှာပဲနေကြတယ်အခြေချကြတယ်စီးပွားရေးဇောက်ချကြတယ်အော် NLD အစိုးရ9နှစ်မှာတိုင်းပြည်ကရုံနယ်နဲ့အောင်တိုးတက်လာတယ်အော်နောက်ထပ်9နှစ်ထပ်ရပြီပြန်အခြေချမဲ့လူကြီးပဲနော်ဒါကျွန်တော်တို့ဆိုရင်မရန်ကုန်မှာဝါရမ်းမှာကျွန်တော်နေရာတော်ပြောဝတ်ပြီနော်အဲ့ဒါတွေအကုန်လုံးဘွားတွေပြစ်စည်းကုန်တယ်ဘလူတွေဒီမင်းအောင်နိုင်အာနာယူလို့အခုကြည့်ဖြစ်နေတာကြည့်ဖားကမှာနော်ကပြည်သူတွေမှာ စဉ်းစားကြည့်ဗျာပြည်သူအဲ့လောက်အများကြီးတဲ့မှာတဏ္ဍာရီအဲ့လိုရန်တမ်းပြစ်မှာတော့မထီဘူးလားကဲအထင်တာမှပြည်သူတွေမဟုတ်ဘူးလားအဲ့တော့လက်ရှိဒီနေ့ခင်မှာမင်းအောင်နိုင်ခေါင်းဆောင်တဲ့စစ်တပ်ကတို့တို့ရဲ့ပြစ်မှတ်ပြီးဘယ်လိုလဲဆိုတော့ပြည်သူဖြစ်နေပါလားနော်မယုံရင်မင်းတို့ပြည်သူအဖြစ်ပဲနေကြည့်လူစုလူဝဲလုပ်ကြည့်အဲ့တော့ဘာလုပ်လဲလက်နက်ကင်အဖွဲလုပ်ရင်လို့မလုပ်လို့ရှိရင်တို့နဲ့ပေါင်းစားအဲ့ဒါမှရနော်ဘာဖြစ်လို့လဲနေဒီမှာအခုဆိုအကောင်လုံးမိလိုက်ရှို့တယ်နော်လက်နက်ကြီးနဲ့လိုက်ပစ်တယ် စည်ရင်ပြတ်မှတ်အရာအားလုံးဒီပြည်သူတွေကြီးပဲတိဘာဖြစ်လို့ပြည်သူကိုအကြောက်တရားရိုက်တွင်းတာနော်ဟိုသလိုဆိုရင်ပြည်ပတင်သွင်းတဲ့ကုံခံနဲ့အကောင်လုံးပိတ်ထားတယ်နော်တသက်လုံးထိုင်းရနေဒီကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်ဟာထိုင်းထုတ်ကုန်ပစ္စည်းပဲသုံးလာကြတာဒါကျွန်တော်တို့အေရီတိုင်းသားတွေဆိုရင်တရုတ်ပစ္စည်းပဲသုံးရတယ်ထိုင်းဘက်ဒီကရင်ပြည်နယ်တို့မွန်ပြည်နယ်တို့တနင်္သာရီဘက်လာလာလို့ရှိရင်ပစ္စည်းတွေကျွန်တော်တို့ဝယ်သွားကြတယ်ဘာလို့ဆိုဒီဘက်မှာထိုင်းထုတ်တယ်ပစ္စည်းကောင်းလို့ ဒါတစ်သက်လုံးတောင်းလာကြတာအခုပါအဲ့ဒါတွေလိုက်ဖမ်းတယ်တီပကနေတင်တွေးဝင်ရှိတဲ့ကုန်ပစ္စည်းတွေအကုန်ကန့်တတ်တယ်အကုန်ကန့်တတ်ပြီးမလုပ်လဲပြည်သူကိုငတ်တဲ့ငတ်ပြတ်တဲ့ပြတ်ဒုက္ခရောက်တဲ့ရောက်အောင်လုပ်တယ်အဲ့တော့ပြည်သူတွေကငတ်လိုက်ပါဖြစ်တယ်ဒီစည်းမွားရေးပဲလုံးလဲမနဲ့ရှာညက်နေစားဖို့အတွက်ညက်နေစားပြီးခါနောက်နေစားဖို့အတွက်မနဲ့ထက်ရှာဒီမှာနေလုံးလဲပတ်နေအောင်တော့စစ်ကိုတွားမလို့တပ်ပြတယ်ရေးရဆက်ဆက်နှိမ့်ဆက်ပြတယ်မျိုးစုံလုံးပြတယ်အဲ့တော့တွားမလို့နဲ့မင်းတို့တွားမလို့ဘွားပြတ်သွားမယ် အဲ့ဒီအကြောက်တရားကိုရိုက်တွင်းတာဒီအကြောက်တရားကိုရိုက်တွင်းတာဒါခင်းဆက်ဆက်သူတို့ရဲ့သုံးဆွဲလာတဲ့ review ဟာ review ဟာဒီနေ့ထိတက်ခင်းထားတာဘာအောင်မြင်တော့ review ဟာဟုတ်တယ်မလားမြန်မာပြည်သားကခုနကပြောဆိုခိုင်ယူချက်ခိုင်မာချက်နဲ့လှုပ်လှဲ့လူရှိသလိုတချို့တွေကအများရောင်လို့ရောင်အောင်တောင်မှမသိတို့အေးတို့အေးလိုက်လို့တကယ်ကဘုံဘုံတန်းတန်းဆိုကိုပြေဦးရောင်အာကျွန်တော်မပါဘူးကျွန်တော်ကဘပယူအားပေးရဖြစ်ရောဟုတ်တယ်မလားအဲ့တော့ဘာဖြစ်လာလဲတိုင်းပြည်ဟာတော်လိုင်းရဲ့ရေးရှည်လာတယ် တော်လိုင်းရေရှည်တာတွေဘလို့သူတို့စစ်ဘုံချုပ်တည်းတာပြီးတဲ့ဟာကြီးကိုခိုးထားတဲ့ငွေနဲ့ချမ်းသာနေတာလေဟမ်လက်ကနဲ့ချမ်းသာအောင်မို့လားဒီကောင်လေးခိုးထားတဲ့ငွေလေအခုလက်ရှိစစ်ဘုံချုပ်ထဲမှာအကုန်လုံးဟမ်စစ်တပ်ထဲကနေ DS ကြောင်းတက်ထဲကနေကွာ24နိုင် duty လုပ်ပြီးတော့စစ်တပ်ထဲမှာနေလာတဲ့ကောင်ကဘီလီယံနဲ့ချမ်းသာတယ်ဆိုတော့ခိုးတာမဟုတ်လို့ဘယ်ရရတယ်အဲ့လားဆိုဟမ်ကတ္တရလက်ကလည်းကာချုပ်ဖြစ်မှ330 အခုလက်ရှိချမ်းသာနယ်စစ်ဘုံချုပ်တွေတိုင်းပြည်ရဲ့ဘန်သာမခိုးဘဲချမ်းသာလာခိုးဖွဲ့ပြီးအဲ့ရရတဲ့ပတ်စံတွေပြန်လဲပွားပြီးတော့ချမ်းသာလာတာလားအဲ့ဒါအဖြေပဲအဲ့ဒါအဖြေပဲရှင်းနေတယ်အဲ့တော့တိုင်းပြည်ကိုဘာလုပ်လဲဓမြတိုက်တယ်ပြန်ပေးဆွဲတယ်လူတက်တယ်မထိန်ကျင်တယ်ခိုးတယ်မီးရှို့တယ်ဟမ်ဘာဘာကောင်းတာလုပ်နေတယ်အဲ့တော့ငါတို့မင်းတို့စစ်တပ်ရှိလို့မင်းတို့ခေါင်းပြောင်းအိတ်ကလာတဲ့စစ်တပ်ရှိလို့ခေါင်းပြောင်းအိတ်ကလာမိတ်ကလာမသိဘူးလောလောဆယ်လို့စစ်တပ်ရှိလို့တိုင်းပြည်ပြက်နေတာ အဲ့ဒါသေချာတယ်မဟုတ်ဘူးလားမဟုတ်ဘူးလို့ဘလူငင်းရသေးတယ်စစ်တပ်ချောက်တိုင်းပြည်ပြနေတာဒီညမှာစစ်တပ်လို့ပြောလိုက်ရင်စစ်သားတိုင်းလာမနာနဲ့မင်းတို့စစ်စစ်တပ်လို့ကိုစားပြုလို့မရှိဘူးအဲတပွင့်နှစ်ပွင့်သုံးပွင့်ကတော့မင်းတို့စစ်တပ်လို့ကိုစားမပြုနဲ့စစ်တပ်လို့ကိုစားပြုပိုင်ခွင့်ရှိတာဒီစစ်တပ်ကိုထိန်းချုပ်မောင်းနေတဲ့ကောင်တွေလက်ဆက်ချောင်းမပြည့်တဲ့ကောင်တွေကိုစားပြုခွင့်ရှိတာစစ်တပ်ဆိုတော့အဲ့ကောင်တွေကိုပြောတာမင်းတို့ကြားတဲ့ဘူမတိဘမတိမနာနဲ့စစ်တပ်ဆိုတိုင်းမင်းတို့မှာဘာမှပါဝါမရှိဘူးအပေါ်ကမင်းတို့ပြစ်ဆိုပြစ်ပဲမပြစ်ပါဘူးကွာလီဒါပြည်သူကမင်းခံပြောရဲတာ ဘယ်သူခံပြောရဲလဲဟမ်အဲခံပြောရဲတဲ့နေ့ကျရင်တော့မင်းတို့စစ်တပ်ကိုသားပြုလို့တတ်မှတ်ပေးမယ်ပြည်သူကရှင်းရှင်းလေးပဲဟမ်ပြည့်အရှင်းမရွာအဲ့ရွာပြည့်အဲ့ရွာစတောင်းထိုးဆိုဟာမထိုးဘွာဒါပြည်သူပိုင်းရွာကဘာမှလက်နက်ကန်နေမရှိမင်းနဲ့ပြည်သူပိုင်းရွာငါတို့မထိနိုင်ဘူးလို့ဘယ်စစ်ဘိုလ်ပြန်ပြောရဲလဲဟမ်အဲ့မပြောရဲတွေ့မင်းတို့ဟာစစ်ခွေးပဲရှင်းရှင်းလေးပဲနော်မင်းတို့စစ်ခွေးလို့ခေါ်လဲဆိုတော့အဲ့ဒါဖြစ်လို့နော်အဲ့ဒါပဲအဲ့တော့လက်ရှိမြန်မာနိုင်ငံမှာစစ်သားဆိုတာမရှိတော့ဘူးဘာဖြစ်လို့လဲ ခိုင်းတာကိုလုံနေရတဲ့စစ်ခွဲစင်ပဲဖြစ်ပုံလားအဲ့တော့အတိတ်ကအနာဂတ်ကပြစ်ဆုံးပံအတိတ်မှာလည်းဒီစစ်တက်ချောက်တိုင်းပြည်ဟာနှိပ်ကျဆုပ်ပြက်ခဲ့ပြီးသွားပြီအနာဂတ်မှာလည်းဒီစစ်တက်ချောက်တိုင်းပြည်ဟာပြက်နေပြီးသွားပြီနောင်လာမယ့်ပြစ်ဆုံးပံမှာဒီစစ်တက်ရကောင်တွေဥဆောင်အောင်မယ်ဆိုတော့ဥဆောင်ခိုင်းတဲ့လားအဲ့ဒါမှဥဆောင်ခိုင်းမယ်ဆိုရင်ဒီမြန်မာနိုင်ငံပြည်သူတွေတော့စောက်ပုံးကြတဲ့ပြည်သူကဘာပေါ်မှာမရှိတော့ဘူးအဲ့ဒါအမှန်ဆုံးပဲကျွန်တော်တည့်ပြောတာရိုင်းရိုင်းလေးနေရှင်းရှင်းလေးပဲနော်အတိတ်ကအနာဂတ်ပြစ်ဆုံးပံကြည့်ကျွန်တော်ပြောတာမှားလား အတိတ်မှာလည်းအာရှတိုင်းမှာအချမ်းသာဆုံးဆိုတဲ့ဘဝကနေဘလို့စုပ်ပြက်ဆုံးဘဝရောက်သွားတယ်အနာဂတ်မှာလည်းဒီစစ်တပ်ဖြစ်စည်းလို့ဘဲကလန်းစင်အခုပြေးလွားတွေကြီးပြောင်းပြောင်းတတ်နေတနေ့တနေ့ဟမ်မပင်နဲ့တည်းမရှိဘူးတိုင်းပြည်မှာဒီစစ်မဲ့ကြောင့်စစ်တပ်တက်လို့မတင်ရတဲ့ဒီသူနဲ့ရှိတာတထောင်ထဲမှာဖမ်းပြီးတော့မှဒုက္ခတွေရောက်ဘဝတွေဆင်းရဲနေလူတွေအများကြီးကြံနေတယ်ဟမ်အဲ့တော့အတိတ်ကပြစ်စုံပံနှစ်ခုကိုကြည့်လိုက်တစ်ခုမှကောင်းတာမရှိဘူး ဲ့ဒီကောင်းတာတခုမှမလုပ်ထားကောင်းနဲ့အနာဂတ်မှာတို့ဒီဥဆောင်အောင်မထပ်ပြီးတော့တဲ့ဆိုလက်ခံပေးတင်လားမပေးတင်ဘူးလားအေးကျွန်တော်တို့တော်လန်ဆိုတော့အဲ့စိတ်တခုပဲတော့တော်လန်ရေးကိုပါဝင်နေတယ်ဆိုတာအဲ့ဒီစိတ်တခုနဲ့ပဲဒီလိုကောင်မျိုးတွေအုပ်ချုပ်တော့မခံဘူးကွာတေးသေးသေးသေးဖန်ကန်တီတီဆိုစိတ်တတ်နေနော်အဲ့ဒါပြီးရင်ဟိုမှာ region တခုလုပ်ဦးမယ်ဟိုစနိုက်ကျော်စုကအဲ့ဟိုမီးပိတ်မှမင်းငစီဖန်ခံထီတော့မယ်အမေတို့ဖန်ခံထီနေကြကြာပြီခုဒီဖန်ခံထီတော့မပြီးသေးဘူးလားတအားဖန်ခံထီခိုင်းခြင်းနေရဟုတ်လား မင်းတို့လည်းတော်တော်တနာမှုကောင်းတယ်ကွာတကယ်ပဲအဟုတ်ပြောတာဟိုမနိုင်တာတစ်ခုတည်းနဲ့မင်းတို့လူတယောက်ကိုမစ်စလေးရပွားပြီးမင်းတို့ဘုရားဆင့်လီခွေးမြော်တယ်လို့ပဲဒီကောင်လေးကလှုပ်ချင်တော့ဒီကောင်မတင်နိုင်ဘူးကွာဒီကောင်ဖမ်းတာမထိနိုင်ဘူးကွာမင်းတို့လေအကျိမ့်မနိုင်ခဲမရဟမ်အပူလုံးတွေကြွားပြီးတော့ငါဒီကလှုပ်ပြငါလှုပ်ငါအေးဆေးတော့မပြတ်ဘူးဟမ်ငါပြောတာကရှင်းပြိုင်မှာတိုက်ခါရှိရှိရှင်းပြိုင်ကြနော်တိတ်ခါရှိရှိရှင်းပြန်ကိုစီမင်းတို့ဘက်ကမဟုတ်တာမမှန်တာဘယ်အရာကိုဆွဆွဲပြီးပြောဘူးလဲ မင်းတို့လည်းအဲ့ဒီတိုင်းဖြစ်နေကြတယ်။ဘာလို့ဆိုငါတို့နဲ့ရှင်ပြိုင်နေရတဲ့ယန္တူတွေကလူပိတတဲ့လူဖြစ်ချင်းတို့ပါ။နော်အဲ့လားဒီပဲပြောတာ။တိလား။ဘူးလက်ပြောနေ။ဒါလေးလာပြောတာ။တိလား။